မေရိကန်သမရာဒေါ်နယ်ထရန့်နဲ့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဝမ်တို့ရဲ့ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေးကိုဗီယက်နမ်နိုင်ငံဟန်ပိုင်းမြို့မှာဒီသတင်းဘက်အတွင်းမှာပဲကျင်းပတော့မှာဖြစ်ပါတယ်။ဒီအစည်းအဝေးဟာမြောက်ကိုရီးယားအမေရိကန်နိုင်ငံတို့အပြင်တောင်ကိုရီးယားဂျပန်နိုင်ငံတို့အတွက်လည်းအရေးကြီးတဲ့သမိုင်းဝင်အစည်းအဝေးတစ်ခုဖြစ်နေပါတယ်။မြောက်ကိုရီးယားကောင်းဆောင်နဲ့အမေရိကန်သမရာတို့ဟာပြီးခဲ့တဲ့နှစ်ဇွန်လကစင်ကာပူနိုင်ငံမှာပထမဆုံးအကြိမ် သမိုင်းဝင်ထိပ်သီးအစည်းအဝေးပြုလုပ်ခဲ့ပြီးရှစ်လအကြာမှာဒုတိယကြိမ်ထိပ်သီးအစည်းအဝေးပြုလုပ်ကြလည်းဖြစ်ပါတယ်။ဒီအစည်းအဝေးအတွင်မြောက်ကိုရီးယားကောင်းဆောင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြားတဦးချင်းတွေ့ဆုံမဲ့အစည်းအစဉ်တွေအပါအဝင်နှစ်နိုင်ငံကြားအဆင့်မြင့်အရာရှိတွေဆွေးနွေးမဲ့အစည်းအစဉ်လည်းပါဝင်နေပြီးဆွေးနွေးမဲ့အကြောင်းအရာတွေကိုတော့ကြေညာထားတာမရှိပါဘူး။ကင်ဂျိုနဲ့ဒေါ်နထရန့်တို့ပထမဆုံးအကြိမ်တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာမြောက်ကိုရီးယားဘက်ကနျူကလ িয়ার နဲ့ဒုံးကျည်စမ်းသပ်မှုမျိုး မလုတ်ခဲ့ပေမဲ့နျူကလ িয়ার ဓာတ်ပေါင်းမှုတွေကတော့ဆက်ရှိနေစေဖြစ်တယ်လို့မြောက်ကိုရီးယားနိုင်ငံရေးလေးလာသူတွေကဆိုပါတယ်။မြောက်ကိုရီးယားဟာနေပေါင်းများစွာကြာစီးပွားရေးပိတ်ဆို့မှုခံထားရတာကြောင့်စီးပွားရေးကျဆင်းလျက်ရှိနေရာပိတ်ဆို့မှုတွေပြန်လည်ဖြေလျှော့ပေးဖို့လိုလားနေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့နျူကလ িয়ার လက်နက်အပီးတိုင်ဆွန့်လွတ်ချိန်အထိပိတ်ဆို့မှုတွေကိုဆက်ချမှတ်ထားမယ်လို့ဆိုထားတာကြောင့်နှစ်နိုင်ငံကြားသဘောထားကွာဟနေပါတယ်။ ဒုတိယကြိမ်ထိပ်သီးအစည်းအဝေးမှာမြောက်ကိုရီးယားနိုင်ငံရဲ့နျူကလ িয়ার နဲ့ဒုံးကျည်အစီအစဉ်အလုံးစုံဆွံ့လွှတ်ရေးကိုလက်တွေ့အကောင်အထည်ဖော်နိုင်ရေးကိုရီးယားကျွန်းဆွယ်မှာအမေရိကန်တပ်ဖွဲ့တွေရုတ်သိမ်းရေးဒီဆွေးနွေးပွဲကအရန်ကိုဆဲလို့ရှားစရာကောင်းတဲ့ဆွေးနွေးပွဲပါနောက်ဆုံးမှာပန်းထိုင်ကိုရောက်မယ်လို့ထွက်ချက်ထားပေမဲ့အချိန်ကိုတော့ကန့်သတ်မထားပါဘူးစမ်းသပ်မှုတွေလှုပ်လာမယ်ဆိုရင်တော့နောက်တစ်မျိုးလှုပ်ရမှာပေါ့လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောထားပါတယ် မြောက်ကိုရီးယားဟာနျူကလ িয়ার ဖြတ်သိမ်းရေးကိုကတိအတိုင်းလိုက်နာလှုပ်ဆောင်မယ်ဆိုရင်အမေရိကန်ပြည်ထောင်စုဟာစီးပွားရေးဆိုင်ရာအထောက်အပံ့တွေကိုတေချာပေါက်ပေးနိုင်ဖို့လှုပ်ဆောင်မယ်လို့လည်းထိပ်သည့်အစည်းအဝေးမှတိုင်ခဲ့အမေရိကန်အင်ဖြူရာကထုတ်ပြန်ထားပါတယ်ခါထရစ်ဂရန်နီနဲ့မြောက်ကိုရီးယားဟာနျူကလ িয়ার လက်နက်အမြန်ဖြတ်သိမ်းရေးအတွက်အမေရိကန်ဘက်ကအကူအညီတောင်းလာရင်ကိုရီးယားနိုင်ငံကြားတထားလန်ဖောက်လုတာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်တာတွေအပါအဝင်မြောက်ကိုရီးယားကိုစီးပွားရေးလမ်းဖွင့်ပေးတဲ့နည်းနဲ့အကူအညီပေးနိုင်ကြောင်းတောင်ကိုရီးယားသမ္မတမွန်ဂျေအင်းကပြောထားပါတယ် ထိတတ်မှာ။ထိုင်ဘာဘောဆိုင်တမလေးမှာစကား။မြောက်ကိုရီးယားရဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့ဂျပန်နိုင်ငံကလည်း2020အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီအမေရိကန်ပြည်အောင်စုနဲ့မြောက်ကိုရီးယားအကြံနျူကလ িয়ার သဘောတူညီချက်တစ်ခုရရှိဖို့မျှော်လင့်ထားတယ်လို့ပြောပါရယ်။မြောက်ကိုရီးယားနိုင်ငံဟာနျူကလ িয়ার နဲ့ဒုံးကျည်အစီအစဉ်ကိုဆယ်စုနှစ်ကျော်ကြာလှုပ်ဆောင်ခဲ့ပြီးဒုံးကျည်နဲ့နျူကလ িয়ার ဆန်းသပ်မှုတွေကိုနှစ်ဆင်လှုပ်ဆောင်ခဲ့တာကြောင့်အမေရိကန်အပါအဝင်ကမ္ဘာနိုင်ငံတွေစိုးရိမ်မှုမြင့်တက်စေခဲ့ပါရယ်။ဒါပေမဲ့ ကင်ဂျွန်ဝမ်လက်ထံမှာတော့မြောက်ကိုရီးယားနိုင်ငံဟာအရင်နဲ့မတူတဲ့ပြောင်းလဲတွေလုပ်ခဲ့ပြီးအထူးသဖြင့်အမေရိကန်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရဖို့လှုံ့ဆော်ခဲ့ပါတယ်။ကင်ဂျွန်ဝမ်လက်ထံမှာမြောက်ကိုရီးယားနိုင်ငံဟာနှစ်ပေါင်းများစွာပိတ်ဆို့ခံထားရတဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုဖြေလျှော့နိုင်ဖို့ကြိုးပမ်းလာခဲ့ပြီးနျူကလ িয়ার ဆွမ်းလွယ်ရေးအစီအစဉ်တွေနဲ့အပေးအယူသဘောမျိုးလှုံ့ဆော်လာခဲ့တယ်လို့မြောက်ကိုရီးယားအရေးဆောင်ကြီးသူတွေကပြောပါတယ်။ တခြားတစ်ဖက်မှာအမေရိကန်သမ္မတဟာသူ့ရဲ့လက်ထက်မှာမြောက်ကိုရီးယားနဲ့သမိုင်းဝင်သဘောတူညီမှုမျိုးရယူနိုင်အောင်မလိုအပ်ဖဲအလျှော့ပေးမှာကိုလည်းအမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေကစိုးရိမ်နေပါတယ်။ကောင်းဆောင်တဲ့ဦးရဲ့ဆွေးနွေးပွဲကဘာရလက်တွေထွက်လာမယ်ဆိုတာရေရေရာမသိကြသေးပေမဲ့အပြုတ်သဘောဆောင်တဲ့သဘောတူညီချက်ရရှိဖို့တော့လိုအပ်နေပါတယ်။ ဆိုနေချိန်မှာကျင်းမာမှုတွေအပုဒ်တွေရှိလာမယ်ဆိုရင်ကိုရီးယားကျွန်းဆွယ်မှာနျူကလ িয়ার အလုံးစုံအဆုံးတိုက်ရေမျှော်လင့်ချက်ကလည်းအရာထင်တော့မှာမဟုတ်ပဲအရင်ထက်ပိုတဲ့ကျင်းမာမှုတွေချင်းချောက်မှုတွေရှိလာနိုင်တယ်လို့သုံးသပ်ကြင်ပြလိုက်ရပါတယ်ခင်ဗျာ